မင်းလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဂေါယောဂါဂေါပါကြားဟုကြမှာပါနော်တချို့လဲခံစားမှုနိုင်တဲ့အစ်စ်အမြက်ရောင်တဲ့ပြဿနာတခုပေါ့ဟုတ်ကဲ့ဂေါယောဂါဆိုတာကလေအခြေခံအဖြစ်တော့ခန္ဓာကိုယ်ထဲမှာယူရီအက်ဆစ်ဆိုတဲ့ဓာတ်တမျိုးအဲ့ဒါကများလွန်းလို့ဖြစ်လာတဲ့အစ်စ်ယံယောဂါပါအော်ယူရီအက်ဆစ်များလို့ကိုဟုတ်ပါတယ်အဲ့ဒီပုံနေတဲ့ယူရီအက်ဆစ်တွေကလေအချောင်းလိုမျိုးချွန်မြင်နေတဲ့ပုံဆောင်ခဲလေးတွေဖြစ်ပါတယ် အဲ့ဒါတွေကအစစ်တေထမ်းမှာတာဆူတာအစစ်ထမ်းမှာဟုတ်တယ်အထုဖြစ်ချင်းမစစ်လို့နေရမျိုးမှာပေါ့အဲ့ဒီခါကျတော့ရုတ်တရက်ကြီးအယံနာအယံရောင်အဲ့လိုလက္ခဏာတွေပြလာတာပါအော်အချောင်းလိုပုံဆောင်ခဲလေးတွေဆိုတော့อืมတော်တော်နာကျင်မဲ့ပုံမဲ့နော်အဲ့ဒီ uric acid ကတော့ဘေကားနေဘဒိုများခန္ဓာကိုယ်ရဲ့ရောက်လာပြီးများလာရတယ်အဲ့ဒါကလေ uric acid ဆိုတာ purine လို့ခေါ်တဲ့ဂျပန်တွေပျော်ကွဲရကနေထွက်လာတဲ့အဲစွန့်ဖြစ်ပစ္စည်းတမျိုးပေါ့ ဖြူရင်ဟုတ်ကဲ့ဟုတ်ကဲ့ဖြူရင်ကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ cell တွေမှာတဘာဝအတိုင်းရှိသလို အစားအသောက်တချို့မှာလည်းပါဝင်မှုများတယ်ဥပမာအသားတယ်ကလေးစားပင်လယ်စားအဆုံးပေါ့အင်းအင်းပုံမှန်ဆိုရင်တော့အသေးကဒီဖြူရင်တွေကိုဖြိုခွဲပြီး uric acid ထုတ်လုပ်တယ်ပြီးတော့ကြောက်ကတ်ကတွင်းတွေက uric acid တွေကိုစစ်ထုတ်စီးငနေစွန့်ထုတ်ပေးလိုက်တယ်ဟုတ်ကဲ့ဒါပေမဲ့အဲတခါလေကြတော့အသေးကအများကြီးထုတ်လို့လုံးတာ ဒါမဟုတ်ကြောက်ကပ်ကကောင်းကောင်းမစွန့်ထုတ်နိုင်တာဆိုရင်တော့တွေထဲမှာ uric acid တွေများလာတော့အဲ့ဒါကို hyperuricemia လို့ခေါ်တာပေါ့ hyperuricemia ဩဟုတ်ပါတယ်ပြီးတော့တခြားအကြောင်းတွေလည်းရှိသေးတယ်ဥပမာရေတခံကြောက်တာမျိုးအရက်အထူးသဖြင့်ဘီယာလိုပြုရင်များတဲ့ရက်ပေါ့နော်အေးဟုတ်နောက်ပြီး fructose များတဲ့အချိုရည်ဒီ fructose ကအဲဒီမှာ uric acid ထုတ်လုံးမှုကိုပိုအားပေးတယ်ပြီးတော့ဆေးတချို့ ဥပမာစီစေလို့အက်စပရင်ပမာဏနည်းနည်းတောက်တာမျိုးအဲ့ဒါဒီကြောင့်လဲများလာနိုင်ပါတယ်။အော်ရှင်းဒီကြောင့်လဲဖြစ်နိုင်တာကိုရှင်းပါပြီ။ဒါဆိုယောဂလက္ခဏာကတော့ဘလို့မျိုးများလဲညဘက်ရွတ်တရက်ချီနာတာဆိုတာမျိုးကဟုတ်ပါသလား။ဟုတ်ပါတယ်။အဲ့ဒီလိုပေါ်ပြကြတာများပါတယ်။ Gout attack လို့ခေါ်တဲ့ရွတ်တရက်အဆစ်ရောင်ရမ်းမှုပေါ့။များစွာဖြစ်ညဘက်ဒါမှမဟုတ်မနေ့ဆောဆောမှာအဆစ်တစ်ခုခု အဖြစ်များဆုံးကတော့ခြေမာဆစ်မှာပေါ့ ခြေမှာဆင့်နော်ဟုတ်ပဲအယံကိုပြင်ထန်စွာနာတာရောင်းကိုင်းလာတာနီးရည်ဒီပူရှိန်လာတာမျိုးပါတချို့ဆိုအရာခင်းလိထိတာတောင်မခံနိုင်ဘူးလို့ပြောကြတယ်အလောက်ထိနာတာအောင်မလေးကြားရတာနဲ့တင်တော်တော်ဆိုးမှာပဲဟုတ်ပါတယ်ခြေမှာအပြင်တခြားနေရာတွေခြေကျင်ဝက်ဒူးလက်ကောက်ဝက်တနောင်စစ်တင်မှာလည်းဖြစ်တတ်ပါတယ်အဲ့ဒီနာကျင်မှုကမကုပြထားရင်ရက်အနှဲငယ်ကနေ တည်ရန်ပတ်နဲ့ချီပြီးတော့ကြာသွားမှန်းနေ။อืมတော်တော်ခံစားရဖြစ်မဲ့ပုံပဲ။ဘလို့လူမျိုးတွေမှာတော့ဒီကောက်ရောကပူဖြစ်နိုင်ခြင်းများတက်ပါတယ်လဲ။အမ်စေရည်ရအားရတော့အတက်30နဲ့50ကြာအမျိုးသားတွေမှာအဖြစ်များလာတွေ့ရပါတယ်။အမျိုးသားတွေမှာပူများတာပေါ့။ဟုတ်ပါ။အမျိုးသမီးတွေမှာကြတော့သွေးဆုံးသီးချိန်တော်ပိုင်းမှာဖြစ်နိုင်ခြင်းပူမြင့်တက်လာတတ်တယ်။တစ်ချက်ဖြစ်နိုင်ခြင်းများစေတဲ့အချက်တွေကတော့အဝလွန်တာသွေးရောရှိတာ စီဂျိုကိုလက်စထရောများတာမျိုးပေါ့အင်းอืมပြီးတော့ကြောက်ကက်အားနေတာယောဂရှိတာမိသားစုထဲမှာဒီယောဂရာဝန်ရှိတာနောက်ပြီးတော့အစာတောက်ပေါ့ခုနပြောတဲ့ပြိုလင်းရတဲ့အစာတွေရေရက်အချို့ရေတွေအလွန်အကျွမ်းစားသုံးတာအစာတောက်ကအရေးကြီးတာပေါ့လို့ဟုတ်ပါတယ်ရေအလွန်အလောင်းမတောက်တာခုနပြောခဲ့တဲ့စီးဆဲလို့အက်စပရင်တနင်းလို့ဆဲတချို့တောက်သုံးနေရတာတွေလည်းပေါင်းဝင်ပါတယ်ဟုတ်ကဲ့ ဖြစ်နိုင်ခြင်းများတဲ့အချက်တွေကတတော်ဆုံလာမယ်။ဒါဆိုရင်ဖြစ်လာခဲ့ရင်ဖြစ်ဖြစ်ကာကွယ်ခြင်းရင်ပဲဖြစ်ဖြစ်ဘလို့ကူတမှုတွေဆောင်ရွက်ရှောင်ရွက်တွေရှိပါသလဲ။ကူတမှုကတော့အပိုင်းနှစ်ပိုင်းရှိတယ်လို့ပြောလို့ရပါတယ်။တစ်ပိုင်းကရုတ်တရက်နာကျင်ရောင်ရမ်းမှုအဲ့ဒီ acute attack ကိုတတ်တအောင်လုပ်ဖို့ပေါ့။ဟွန်းချက်ချင်းတတ်တအောင်ဟုတ်ကဲ့နောက်တစ်ပိုင်းကတော့ရေရှိမှယူရိတ်အဆက်ပမာဏကိုထိန်းဖို့ပါ။ acute attack အတွက်ကတော့များသောအားဖြင့်အကြိုက်ခဲပြောက်စေတယ် NSAID ဆိုလို့ခေါ်တဲ့အမျိုးအစားပေါ့ Colchicine ဆိုတဲ့ဆေးဒါမှမဟုတ်ရောင်ရမ်းမှုကြောက်အောင် steroid ခြေတွေကိုဆွာဝံကညွတ်နေပါတယ်ဟုတ်ကဲ့ရေရှည်အတွက်ကတော့သွေးထဲက uric acid ပမာဏကိုချဖို့ပေါ့လို့အရင် uric acid ထုတ်လုပ်တာကိုလျှော့ပေးတယ် allopurinol လို့ဆေးမျိုးဒါမှမဟုတ်ကြောက်ကပ်ကနေ uric acid စွန့်ထုတ်တာကိုအားပေးတယ် probenecid လို့ဆေးမျိုးတွေတောင်းရနေပါတယ်ဒါတွေကတော့ဆွာဝံညွတ်ကြကြနေပါဆေးရီတောင်းရမယ်ပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ လူနေမှုတုံစံပြောင်းလဲဖို့ပါပဲ lifestyle ပေါ့ဟုတ်ကဲ့အစားအသောက်စင်ကြတာခုနကပေါ်တဲ့ပြူရင်းများတာတွေအရက်အချိုးရည်တွေရှောင်းတာရေမြန်များတောက်တာ ကိုးလေးချင်ထင်းတာလေးချင်ဟပုံမှန်လုပ်တာအဲ့ဒါတွေကယောဂကာကွယ်ဖို့တော့ဖြစ်ပိသားသူတွေပြန်မထအောင်ထိန်းချုပ်ဖို့ပါအင်ပတန်အရေးကြီးပါတယ်ဆိုတော့ဆေးဝါးအပြင်လူနေမှုပုံစံပြောင်းလဲဖို့ကတကယ်အရေးကတော့ချက်ပဲနော်ဟုတ်ကဲ့ယောဂဟောမဟုတ်ကိုရောဘလိုနီလန်းနဲ့အသေးချာဆုံးသိနိုင်မလဲရှင်အဲယောဂလက္ခဏာတွေ တွေးစစ်ပြီး uric acid ပမာဏကြည့်တာတွေအပြင်အတိအကျဆုံးအသေးချဆုံးနီလန်ကတော့နာကျင်ရောင်ရမ်းနေတဲ့အဆစ်ထဲကအရေးကိုလေအနဲ့နည်းနည်းလေးစုပ်ယူလိုက်တယ်အဆစ်ထဲကအရေးကိုစုပ်ယူတာဟုတ်ပါတယ်ပြီးတော့အရာကိုအထူးအလင်းပြန်တဲ့အနုကြီးမှန်ပြီးလို့ polarized light microscope နဲ့စစ်ဆေးတာပါအဲ့ဒီမှာခုနကပြောတဲ့အချောင်းပုံစံအလင်းပြန်နေတဲ့ uric acid ဖုံးဆောင်ခဲလိတွေကိုတိတိကျကျတွေ့ရရင် ကောယောဂါလို့အတိပြုနိုင်ပါတယ်။အော်အဲ့ဒါကအသေးချာဆုံးနည်းပေါ့။ဟုတ်ပါတယ်။ဒီနည်းကတခြားအစစ်ရောင်တာတွေဥပမာအစစ်ထဲပိုးဝင်တာမျိုးတွေနဲ့ခွဲခြားတိနိုင်ဖို့လဲအများကြီးအထောက်အကူပြုပါတယ်။ကြည့်ဒါဆိုရင်တော့ကောယောဂါဘာကြောင့်ဖြစ်တယ်ဘယ်လိုလက္ခဏာတွေပြတတ်တယ်ဘယ်လိုကာကွယ်ကုသရမယ်ဆိုတာတွေကိုတတော်လေးရှင်းရှင်းလင်းလင်းသိသွားကြလောက်ပြီးလို့မျှော်လင့်ပါတယ်ရှင့်။အဓိကကတော့ urine acid များလာပြီးတော့အစစ်ထဲမှာပုံဆောင်ခဲဖြစ်သွားတဲ့ပြဿနာပေါ့နော်။ဟုတ်ပါလေဟုတ်ပါတယ်။ဒါမဲ့ အဆုံးသတ်အနေနဲ့စိတ်ဝင်စားစရာအချက်လေးတခုတော့ခြံထားခဲ့ခြင်းပါသေးတယ်။ဟုတ်ကဲ့ပြပြပါဦး။တွေးထဲမှာ uric acid ပမာဏမြင့်နေတာနဲ့ခေါင်းရောဂါလက္ခဏာတွေချက်ချင်းပြမယ်လို့တော့ထားတဲ့ချပြလို့မရဘူးဗျ။ asymptomatic hyperuricemia လို့ခေါ်တာပေါ့။ Oh လက္ခဏာမပြသေးပဲ uric acid များနေတာမျိုးလား။ဟုတ်ပါတယ်။တချို့လူတွေမှာ uric acid ပမာဏနှစ်ပေါင်းများစွာမြင့်နေပေမယ့်ဘာလက္ခဏာမှမပြတာခေါင်းအတက်တခါမှမရတာမျိုးလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့ပေါ့နော်ဒီလိုမြင့်နေမှန်တွေးစစ်လို့တိထားရင်ခေါက်ယောဂတကယ်မဖြစ်ခင်ဒါမှဟုတ်ကြောက်ကကြောက်တီတာလို့တခြားနောက်ဆက်တွဲပြဿနာတွေမဖြစ်ခင်မှာကိုယ့်ရဲ့လူနေမှုပုံစံနဲ့အစာအတောက်ကိုစောစောစီးစီးဂယူးဆိုင်ပြင်ဆင်သွားဖို့အခွင့်အရေးရနိုင်တယ်ဆိုတဲ့အချက်လေးကိုတော့သတိပြုစေချင်ပါတယ်။ဟွန်းဒါကတကယ်အရေးကြီးတဲ့အချက်ပါပဲ။ကျူတင်တိထားရင်ကျူတင်ကာကွယ်ပြင်ဆင်လို့ရတော့ဘောနော်။ဟုတ်ကဲ့ပါ။ ဒီနေ့အချိန်ပေးပြီးရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါ